ားလုံးမင်္ဂလာပါကျွန်တော်ကွန်မန်တန်ပါဒီနေ့မှဆိုရင်တော့ကဘာရွှေဈေးကွက်အနေနဲ့လာမယ့်တစ်ပတ်ပေါ့နော် နောက်တစ်ပတ်မှာဘယ်လိုမျိုးအလုပ်ခက်ဖြစ်နိုင်လဲပေါ့နော်အရှိတစ်ပတ်၃ငါလိုပဲရွှေဈေးတွေထိုးကြမလားဒါမို့ရင်အတက်ဘက်ကိုပြန်တွားမလားပေါ့နော်ဒီပိုင်းနဲ့ကျွန်တော်မြင်တဲ့ဈေးကွက်ရဲ့အခြေအနေလေးကိုတုံးတက်ပြန်မှာဖြစ်ပါတယ်အဲ့တော့လာမယ့်တစ်ပတ်ကိုမတုံးတက်ခင်ပေါ့နော်အရှိတစ်ပတ်၃ငါဈေးကွက်အလုပ်ခက်လေးကျွန်တော်ကြည့်ကြည့်ရအောင်ဒီမှာဆိုကျွန်တော်မြင်နေရတဲ့ဈေးကွက်ရဲ့အတုံးလေးတွေကတုံးဆိုရင်တရက်ဖြစ်ပါတယ် day 1 time frame ပေါ့နော် ော်ဒီခြေနေမှာဆိုရင်ကျွန်တော်တပတ်စာကိုကြည့်တဲ့အခါကျရင်အရှိတပတ်ဒီနေ့မှာစတယ်အော်တိုဘာ20ဒီအစိမ့်သုံးလေးပေါ့အကြကျွန်တော်တို့ကအော်တိုဘာ21ပေါ့နော်အင်္ဂါနေ့မှာဆိုရင်တော့ရွှေဈေးကတော့တော်လေးကြီးမောက်အကြပြရတယ်။တရက်ထဲနဲ့ကိုဒေါ်လာ300လောက်ကျပါရတယ်။အဲတော့မြန်မာဝင်နေဆိုရင်12သိန်းနီးပါးကိုတရက်ထဲကျရတာဖြစ်ပါတယ်။တော်လေးကိုအလုတ်ခတ်ကျမ်းပါတယ်။အဲတော့ဒီရက်အလုတ်ခတ်ကျွန်တော်ကျပါရတယ်။ကျပြီးတော့ ကြံတဲ့၃ရက်မှာတော့အလုတ်ခတ်ကတိတ်ပြီးမများတော့ဘူးမြိန်သွားလို့ပြောလို့ရတယ်အများဆုံးဆိုရင်တော့ကျွန်တော်ကအဲ4000နဲ့ကျွန်တော်တို့က4150ဆိုတော့ဒေါ်လာ150လောက်တော့အလုတ်အလုတ်ခတ်ဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့မြိန်သွားလို့ဆိုရင်ပဲတော့အရန်ညိန်တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာအလုတ်ခတ်ဖြစ်နေတယ်အဲ့တော့ဒါအရှိတပတ်တုန်းကဖြစ်သွားတဲ့ဈေးကွက်ပုံစံပါအဲ့တော့မေးစာတစ်ခုရှိရဒါဆိုရင်ကျွန်တော်ကရွှေဈေးကွက်ကအရှိတပတ်တုန်းကအကြရန်အားကောင်းတာဖြစ်တာမလို့ပေါ့နော်လာမယ့်နောက်တစ်ပတ်မှာကြားနိုင်လားဆိုရင် မတေချာသေးဘူး။ဘာကြောင့်မတေချာသေးရလဲဆိုတော့ကျွန်တော်ဒီအကြကကျွန်တော်အရင်တုန်းကဖြစ်ခဲ့တဲ့အတက်လာရဒီမှာကျွန်တော်ဈေးကွက်အတက်လာရတွေ့တယ်။ဒီကနေတက်တယ်ပြန်ကြတယ်ဒီနားပဲတက်တယ်ပြန်ကြဒီနားပဲ။အဲ့လိုဖြစ်တဲ့အခါကျတော့ဒီ line ရဲ့အောက်ကိုအယောင်းဝယ်မဖြစ်သေးတာမလို့ဘောနော်ကျွန်တော်တို့ကဈေးချဖို့တေချာပြီလားဆိုတော့ကျွန်တော်တို့ကမတေချာသေးဘူး။အဲ့တော့ဘယ်လိုမျိုးဈေးကွက်အခြေအနေဖြစ်နိုင်လဲဘောနော်။အဲ့တော့ အာဈေးကြောက်မတေချာလို့ဆိုဈေးတက်ဖို့ရောတေချာလို့ဆိုဈေးတက်ဖို့ကလည်းကျွန်တော်ကအရင်ကလိုမျိုးကျွန်တော်စန်းချင်းတင်ဈေးတွေမြင်ရနိုင်ဘူးကနဲ့လေးတန့်သွားရဲဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်အဲ့လိုဖြစ်တဲ့အခါကျတော့ရွှေဈေးကွက်နေတဲ့လာမဲတစ်ပတ်မှာအလောက်ခက်ကကျွန်တော်ကစိုက်ဝေးဈေးကွက်ပေါ့ဒီနေ့အဖြစ်ကျွန်တော်ဈေးကွက်ငြိမ်တဲ့ပုံစံမျိုးတွေကိုပြောင်းလဲနေတယ်အဲ့လိုဖြစ်တဲ့အခါကျတော့အစောဘက်မှာတော့တက်အောင်ပဲပေါ့နော်လက်ရှိဆိုကျွန်တော်တို့က၍ဈေးက4100တစ်ဆက်လေးရှိတယ် အဲ့တော့လာမယ့်တစ်ပတ်အစောပိုင်းမှာတော့ကျွန်တော်ကရွှေစည်းကွက်အတက်မြင်ရမယ်ဘယ်လောက်ထိတက်မလဲဆိုတော့ကျွန်တော်4300လောက်ထိတော့တက်အောင်မယ်ဗျအဲ့တော့လက်ရှိမှာတူဖြတ်တွားနိုင်တဲ့ပုံစံရပါတော့ဘယ်လိုမျိုးတွားနိုင်လဲဆိုတော့ဒီကနေပဲကျွန်တော်ကဒီအပေါ်ရောက်ခဲ့တဲ့ဈေးရန်အထိကိုနောက်တစ်ခါပြန်လာနိုင်တယ်လို့ကျွန်တော်တုံးတက်ပါတယ်ဒါကြောင့်မို့ကျွန်တော်အရှိတစ်ပတ်တစ်ခုတည်းပဲတုံးတက်မယ်အကြံဖြင့်တုံးတက်မယ်ဆိုရင်တော့ရွှေစည်းကွက်ကအတက်ကိုနောက်တစ်ပတ်မှာတွားနိုင်ချေရှိရလို့ကျွန်တော်တုံးတက်ပါတယ်ဟုတ်ပြီအတေးစလေးကျွန်တော်ပြန်ကြည့်ကြည့်ရအောင် အဲ့တူထန်နေတဲ့ time frame ပေါ့နော်ကျွန်တော် h1 ကနေကြည့်ရအောင် okay လက်ရှိမြင်နေရတော့ကပရွှေရဲ့ h1 time frame ဖြစ်ပါတယ်အတုံးတုံးဆိုရင်တနားရကြပါတယ်အဲ့ဒီဈေးကွက်မှာဘာပြလဲပေါ့နော်အရင်တုန်းကဆိုဈေးကွက်ကပြဒီမှာ rate ငလေးပြေးလိုက်ပြန်တက်လိုက် rate လေးပြေးလိုက်ပြန်တက်လိုက်သွားတယ်အရှိတစ်ပတ်တုန်းကတော့ကျွန်တော်အဲ့လိုမျိုးမဟုတ်တော့ rate လေးပြေးပြီးတော့ out back ကိုဆင်းသွားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျတော့ဒီအစင်းကကျွန်တော်ကဘလို့အစင်းမျိုးကျွန်တော်တက်မှတ်လဲဆိုရင်အောက်က trend ကိုလည်းမကျူးလာဖြစ်တာမလို့အားယူတဲ့အစင်းတစ်ခုနေတာကျွန်တော်တက်မှတ်ပါတယ် တော့ဈေးကွက်ကအတက်ဘက်ကိုပြန်လာနိုင်တယ်လို့ပြောလို့ရတယ်။အော်နောက်တစ်ဘက်မှာကျွန်တော်ဝယ်မယ်ဆိုရင်ဘယ်နာရီဝယ်တင်လဲဆိုရင်4000နဲ့မှာ50 60နာရောက်တယ်ဆိုရင်တနည်းပြင်ဒါအောက်ဆုံးရောက်တယ်လို့ပြောလို့ရတယ်။ဒီနားမှာကျွန်တော်စွန့်စားပြီးတော့ဝယ်လို့ကောင်းတယ်။အကေးအဲ့နားမှာအဝယ်မရခဲ့ဘူးဆိုကျွန်တော်ဒီမှာပေါ်နေရက invited head and shoulder ဖြစ်ပါတယ်။ဒီနေ့အပြင်ကျွန်တော်ကဈေးအတက်ဘက်ကိုတွန်းအောင်ပြင်ပတ်တန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်တို့ကအပေါ်မှာမြင်ရတဲ့ဒီ line လေးကိုဖောက်တာနဲ့လိုက်ပြီးတော့အဝယ်လို့ရပါတယ် target ကဘယ်ထိရောက်လဲဆိုတော့လာမယ့်တစ်ပတ်မှာဆိုရင်ကျွန်တော်တော့6300ဝန်းကျင်လောက်ကိုပြန်လာမယ်လို့တော့မှန်ပါတယ်ဒါတော့ကျွန်တော်လာမယ့်တစ်ပတ်မှာကပားရွှေရဲ့ target ဖြစ်ပါတယ်အဲ့တော့တပတ်တိုင်းနဲ့ခြုံငုံပြီးပြောရမယ်ဆိုတော့ကပားရွှေရတော့အတက်ဈေးကွက်မှာပဲရှိပါသေးတယ် ပြန်တက်နိုင်ပါသေးတယ်။ဒါကြောင့်မို့လက်ရှိ4000နဲ့4100ဝန်းကျင်ကြားထဲမှာအယောင်မကြံခဲ့တာကိုကျွန်တော်အားပေးပါတယ်။အဝယ်ဘက်ကိုပို့ပြီးတော့စဉ်းစားစေချင်ပါတယ်။ဒါတော့ကျွန်တော်ရဲ့နောက်တစ်ပတ်ကပ္ပရွှေတုံတက်ချက်ဖြစ်ပါတယ်။အဲ့တော့ကပ္ပရွှေတမားတွေအယောင်ဝယ်အဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။အကယ်၍လူကြီးမင်းကကပ္ပရွှေဇီပွက်ကိုစိတ်ဝင်စားလို့အခုမှစပြီးလေ့လာချင်တာဖြစ်စေ ကပ္ပရွှေစည်းကွက်ရဲ့ကြီးမားတဲ့အတက်ကြတွေကိုစင်ကြခန့်မှန်းပြီးတော့မှမြမရွှေစည်းကွက်မှာအတုံးချချင်တာဖြစ်စေကျွန်တော်တို့ရဲ့ဂူမန်ကလပ်ကနေပြီးတော့မှကပ္ပရွှေအခြေခံတင်နန်းကိုကပ္ပရွှေရဲ့အစင်းမြင့်စည်းကွက်ခန့်မှန်းနေတင်နန်းတွေပါတင် जा ပူချပေးနေတာဖြစ်တာမလို့စိတ်ဝင်စားရဲဆိုရင်တော့ဒီ page ရဲ့ချက်ပေါက်မှာအသေးစိတ်လာပြီးတော့စုံစမ်းနိုင်ပါတယ်